ဟုတ်ပြီဒါဆိုရင်ဖန်တို့ဒီမှာဒီစီလိုင်းလေးရတော့ဒါမကြခဏပေါ့နော်ဒါကစားပြစ်တဲ့လိုင်းလေးပဲပေါ့နော်ဒီသုံးလုံးပေါင်း9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 ပရိတ်သုံးခုပေါင်းရင်9ဆိုပြီးတော့9ဖြစ်ချင်းဒီတစ်မျိုးနှစ်မျိုးသုံးမျိုးလေးမျိုးငါးမျိုးခြောက်မျိုးကစားတယ်အဲ့လိုခြောက်မျိုးကစားပြီးတော့မှ9ရဲ့နှက်ခါ6ထည့်လို့သူထည့်နော် ဒုတိယကမှလည်းအဲ့လိုပဲ၃လုံးကို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 ပြိတ္တုံးကိုပေါင်းကိုကိုဖြစ်ရှင်ဒီတမျိုး၂မျိုး၃မျိုး၄မျိုး၅မျိုး၆မျိုးကစားရတယ်။အဲ့လိုကစားပြီးတော့မှကိုရဲ့နှက၆ထိတ်လို့သူထည့်ခဲ့။ဟုတ်ပြီဒါဆိုရင်အဲ့နှစ်တို့ဒီတတိယကမှလည်း၃လုံးပေါင်းကို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 ပြိတ္တုံးကိုပေါင်းရင်ကိုလို့ကစားပြီးတော့ကိုရဲ့နှက၆ထိတ်လို့ကစားခဲ့။အဲ့တော့ကိုဖြစ်ရှင်ဒီတမျိုး၂မျိုး၃မျိုး၄မျိုး၅မျိုး၆မျိုးလို့ကစားခဲ့။ကဲဟုတ်ပြီ။ ဒါတိုင်မင်ကိုဥနိုင်ကတည်လိုက်တာတိုင်မင်ကိုအဲ့လိုတည်လိုက်တဲ့အခါမှာအဲ့တော့နော်အဲ့ဒီလိုတွေတည်ပြီးတာ ਨੇ ဒီပထမဦးဆုံးစပြီးတော့ဖြစ်ခဲ့တဲ့ဒါ90လမ်းနေရွယ်ပေါ့အကုန်လုံးပေါ့နော်ဦးဖြစ်ရှင်ရဲ့ကစားတဲ့တော့ကိုဒါ90လမ်းပေါ့အဲ့ဒီ90လမ်းနေနဲ့ပဲငဏလေးတကွက်ကိုအကွက်ရွှေ့စနစ်နဲ့ဦးနိုင်ကကစားမှာဟုတ်ပြီအဲ့ဒါဆိုရင်ဒီပထမအကတ်မှာကိုဖြစ်ရှင်ကြီးကစားခဲ့တဲ့အတွက်ဒီနှစ်သေးကနော်ဒီနှစ်သေးမှာ ကိုယ့်ရဲ့ပါဝါ၄ထိပ်၄ခါလို့ကစားမယ်၄ခါလို့ကစားပြန်တယ်သူ့ရဲ့ဇောင်းမှာဒီ၃လုံးပေါင်းခြင်းဒီကိုလို့ပြန်ထည့်မယ်ထည့်ပြီးတော့သူ့ရဲ့ဘေးကကို၃၃ဆိုတဲ့ကဏ္ဍဒီတစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်မြောက်တဲ့မှာဒီကဏ္ဍကဒီနေရာမှာအကွက်ရွှေ့ဖြစ်နေကစားမယ်ကစားတော့မဲ့အချိန်မှာလည်းဒီခါနဲ့ဒီပရိနဲ့ကိုလို့ပုံတည်ထောက်မယ်ခါ၃လုံးပေါင်းခြင်းဒီရှစ်လို့သူကစားတယ်ရှစ်လို့ကစားပြီးတော့ ਨੇ ဒီပရိဒီ ခွန်ပရိတ်လို့ကစားတယ်ပေါ့နော်အဲ့တော့ထောက်ချက်လေးတွေလည်းကောင်းတယ်လေးခါသုံးလုံးပေါင်းခြင်းကိုသူ့ရဲ့ဘေးရကဏ္ဍသည်လေးနှစ်မြောက်မှာထွက်တော်မဲ့အချိန်မှာခါသုံးလုံးပေါင်းခြင်း၈ပရိတ်ခွန်ကပုံသည်ကိုးဆက်လန်းတွေကစားခဲ့တဲ့အတွက်ခါနဲ့ပရိတ်နဲ့ကိုးလို့ထောက်ချက်နဲ့ချက်နဲ့ဒီကဏ္ဍဒီကိုရွှေ့တယ်ဒါပထမတစ်ခက်ဒုတိယကမှလည်းအဲ့လိုပဲကိုဖြစ်ရှင်နေကစားတယ်ဒီနှစ်ထဲမှာလေးခါလေပါဝါဒီသုံးလုံးပေါင်းခြင်းကိုးလို့ဖြစ်တယ်သူ့ရဲ့ဘေးရကဏ္ဍနော်သူ့ရဲ့ဘေးရကဏ္ဍ ီကုရှိတိဆိုတဲ့ကဏန်းကတနေ့နဲ့နဲ့သုံးနှစ်လေးနှစ်မြောက်ထဲမှာဒီနေရာမှာလိုက်ထွက်တယ်နော်အဲ့တော့ဒီကိုးဇန်လန်းကြီးနဲ့ကစားခဲ့တဲ့အတွက်ကုရှိတိဆိုတဲ့ကဏန်းဒီနေရာမှာထွက်တော့မဲ့အချိန်မှာခါးသုံးလုံးကပုံသေးရှိဗရိတ်ခုံလို့ထောက်မယ်ဒီခါးနဲ့ဒီဗရိတ်နဲ့ပုံသေးကိုးလို့ထောက်ပြီးတော့မှသူထွက်တယ်ဒါဒုတိယအကဟုတ်ပြီဒါဆိုရင်တတိယအကမှာဦးနိုင်တို့ကဒီမှာနော်ကိုးဇန်လန်းကြီးကစားခဲ့တယ်သုံးလုံးပေါင်းကိုး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 ဗရိတ်သုံးခုပေါင်းရင်ကိုးဆိုပြီးတော့ကိုးဇန်လန်းကြီးကစားခဲ့တဲ့အတွက်ဒီနေ့ချင်းမှာကိုးရဲ့ပါဝါ၄ခါ လေးကားရဲ့ဒီဇောင်းမှာဒီသုံးလုံးပေါင်းချင်းကကိုးလို့ဖြစ်ပြီကိုးလို့ဖြစ်တာ ਨੇ သူ့ရဲ့ဒီဘက်ဘေးရကနန်းနော်ကိုးခုနှစ်ဆိုတဲ့ကနန်းဒီတနည်းနည်းနည်းသုံးနည်းလေးနည်းမြောက်တဲ့မှာဒီနေရာကိုလာကြမှာကြားဖို့အတွက်ကိုလေခန်းသုံးလုံးပေါင်းချင်းကရှစ်လို့ပုံတွေထည့်တယ်ဗရိတ်ခွန်ပုံတွေထည့်တယ်လေးကားနဲ့ငါးဗရိတ်နဲ့ပုံတွေကိုးလို့ထည့်ပြီးတော့ဒီနေရာလေးကိုဒါကိုးခုနှစ်ဆိုတဲ့ကနန်းပတ်လေအကွက်ရွှေစနစ်နဲ့ကစားချင်တာပေါ့နော်အဲကိုးခုနှစ်နဲ့ပတ်သက်ပြီးတော့ပြမယ်ဆိုရင်နောက်ထပ်အကွက်ရွှေကစားကွက်တွေ၃မျိုးလောက်ရှိတယ်သို့တော့ အချိန်လေးကိုငဲွက်ပြီးတော့ဥနေမှာမပြတော့ဘူးပေါ့နော်ဒါလေးတကွက်ဒီစီးလေးတစ်ခုနဲ့ကိုလုံလောက်တယ်ပေါ့နော်အဲ့တော့ပထမအကတ်မှာပထမအကတ်မှာကိုဗစ်ရှင်းနေကစားခဲ့တဲ့အတွက်ဒီတုံးလုံးကိုလို့ဖြစ်တဲ့နှစ်ထဲက၄ခါဒီတုံးလုံးပေါင်းရင်ကိုလို့ဖြစ်ပြီးတော့အော်ဒီနေရာလေးမှာပြောဖို့တစ်ချက်မေ့သွားတာဒီ၄ခါတုံးလုံးပေါင်းရင်ကိုလို့ဖြစ်တဲ့ဘေးမှာကိုထိတ်လို့လည်းဖြစ်ရမယ်ကိုထိတ်နဲ့ကနန်းဒီဒီနေရာကိုလာရွှေ့တယ်ရွှေ့တော့မဲ့အချိန်မှာခါတုံးလုံးရှေ့ဗရိတ်ခွန်း ်ခါးနဲ့ပရိနဲ့ကိုးလို့ဖြစ်ပြီးတော့မှထွက်တယ်ဒုတိယကမှလည်းအဲ့လိုပဲကိုးပြရှင်နေကစားတယ်ကစားပြီးတော့လေးခါးသုံးလုံးပေါင်းချင်းကိုးဒီမှာကိုးထိတဲ့ကနန်းကိုးရှိတိဆိုတဲ့ကနန်းဒီဒီနေရာမှာလာရွှေ့တော့မယ့်အချိန်မှာခါးသုံးလုံးပေါင်းချင်းရှစ်ပရိခွန်ပုံဒီခါးနဲ့ပရိနဲ့ကိုးလို့ဖြစ်တာရဲ့ဘေးမှာထွက်တယ်ဒါဆိုရင်ဒီတတိယကမှလည်းကိုးပြရှင်နေအားလုံးကိုဖြစ်စဉ်တွေကိုတီလိုက်တယ်တီပြီးတာနဲ့ဒီမှာလေးခါးဒီသုံးလုံးပေါင်းချင်းကိုးကိုးထိစီးနေကနန်းနော်လေးခါးလဲထောက်ရမယ်သုံးလုံးကိုးလဲထောက်မယ်ကိုးထိတယ်ဖြစ်ရမယ် ကိုထေစီနဲ့ကညာကိုကိုနဲ့ဆိုတဲ့ကညာဒီတနေ့နဲ့နဲ့သုံးနဲ့လေးနဲ့ဒီနေရာမှာထွက်တော့မဲ့အချိန်မှာသုံးလုံးပေါင်း၈လေထည့်တယ်ဗရိတ်ခွန်လည်းထည့်တယ်ခါနဲ့ဗရိတ်နဲ့ကိုလိုလည်းထည့်တဲ့အတွက်ဒါကိုကိုနဲ့ဆိုတဲ့ကညာကိုကြိုက်တဲ့မိတ်ဆွေတွေကအာပြီးတော့ထိုးလိုက်ပေါ့နော်ဒါဦးနိုင်ကတော့နေရာထိုင်ကိုအဆင်ပြေတယ်လို့ထည့်ပေးလိုက်တာအာမထိုးခြင်းနဲ့မိတ်ဆွေတွေကနေရာထိုင်လေးကိုအဆင်ပြေတယ်လို့ပဲလှည့်ပြီးထိုးလိုက်ပေါ့နော်ပြန်ဟုတ်ပြီဒါကိုကိုနဲ့ကိုပြခဲ့တာပေါ့နော်ပြန်နောက်ထပ်တော့ဒါဒီသုံးကက်စီလေးပေါ့နော် ဒီ సైకిల్ ကြီးကတော့ဒါဦးနှံတို့ဒါ68ခုတဲအောင်တဲ့ సైకిల్ ကြီးပေါ့နော်68ခုမှာ6ချိန်မှာနော်ဦးနှံရဲ့မန်ဘာအဖွဲ့ဝင်မိတ်ဆွေတွေရောအခုအပြင်အကောင့်မှာရှိတဲ့ဦးနှံကအများအားပေးနေတဲ့ fan တွေရောပေါ့နော်ဒါလူကြီး380လောက်ပေါက်ခဲ့တယ်ပေါ့အဲ့ဒီအချိန်လုံးကနော်ဒါဦးနှံလမ်းပေါ်မှာပြခဲ့တဲ့ line လေးပေါ့နော်အဲ့တော့ဒီ line လေးတွေကနေပြီးတော့ဒီဘွဲမှာကဏ္ဍလေးတစ်ခွက်ကိုပစားမှဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီပွဲမှာအဲ့ဒီကဏ္ဍလေးကလည်းဘယ်လိုပုံစံမျိုးကစားချင်တာလဲဆိုတော့68ခုလို့ပုံစံမျိုးပဲသူကလည်း င်မတန်ကောင်းတယ်ပေါ့နော်အဲဒါကြောင့်ဒီတုံးလုံးပေါင်း9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 နော်ဒီမှာလည်းအဲ့လိုပဲတုံးလုံး9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 လို့ကစားတယ်ကစားပြီးတော့မှဗရိတ်ရှိထိတ်နေဗရိတ်နေရှိလို့ထည့်လိုက်တယ်ဒါပရမတကက်ဒါနဲ့မှ3နှစ်ချတယ်တုံးလုံးပေါင်း9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 ဥပ္ပစ္စင်း၄မျိုးကစားတယ်ဗရိတ်ရှိထိတ်နေဗရိတ်နေရှိရားထဲမှာ3နှစ်ချတယ် ၃လုံးပေါင်းကို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 ဥပ္ပစ္စည်း၄မျိုးကစားတယ်ပရိရှိထိတ်နဲ့ပရိနဲ့ရှိလို့သူထည့်အဲ့ဒီလိုထည့်ပြီးကြနဲ့ဒီပထမအကပ်မှာဒီကိုဥပ္ပစ္စည်း၄မျိုးကစားတဲ့အတွက်သူ့ရဲ့ဒီဘက်နှစ်မှာဒီခါနဲ့ဒီအခေါနဲ့ကိုလို့ဖြစ်တာရဲ့အောက်ကဒီကဏ္ဍသည်တုံးကိုတစ်ဆိုတဲ့ကဏ္ဍသည်ကိုရဲ့နှက်ခတ်၆မူလို့တုံးကိုတစ်သည်ဒီမှာ၆ကြိမ်မှာထွက်တယ်ဒုတိယကပ်မှာလည်းကိုဥပ္ပစ္စည်း၄ကကစားခဲ့လို့ဒီဘက်နှစ်ထဲကဒီ၃လုံးပေါင်းကိုလို့ဖြစ်တာရဲ့အောက်က၃၃ညခွန်၃ညသုံးခွန်ဆိုတဲ့ကဏ္ဍသည် ကိုယ့်ရဲ့နှက်ခါ6မို့လို့6ကြိမ်မှာပဲကစားတယ်ဒီတတိယကမှလည်းအဲ့လိုပဲကိုယ့်ပြရှင်၄မျိုးကစားလို့ဒီဘက်နှစ်ကနော်၃လုံးပေါင်းရင်၉ဆိုတာဒီတစ်ခုပဲရှိတယ်နော်ဒီခါနဲ့ဒီခွားနဲ့ကိုယ့်လိုဖြစ်တဲ့အောက်က၈၆၇ဆိုတဲ့ကဏ္ဍဒီ6ကြိမ်မှာကိုယ့်ရဲ့နှက်ခါ6မို့လို့6ကြိမ်မှာနော်6 8 1အဲ့ဒီပွဲမှာကအောင်ခဲ့တယ်ဗောဒီစီလိုင်းအရာအဲ့တော့ဒီစီလိုင်းကနေနောက်ထပ်အကွက်ရွှေစနစ်နဲ့ဒီပွဲမှာဘာကြီးကြံခဲ့လဲဆိုတော့ဒီပထမအကက်မှာ ဘူးဖြစ်ရှင်နေနဲ့ကစားခဲ့တဲ့အတွက်ကို6ချိန်မှာဒီအကွက်ရွှေကနန်းအောင်ခဲ့တယ်လို့ကြံနေတာဒီရှစ်ပဒိထိတ်နဲ့ပဒိနဲ့ရှစ်ဆိုတာကြံနေကြံနေတော့ဒီရှစ်ဖြစ်ရှင်ကြောင့်နော်ရှစ်ဖြစ်ရှင်ကြောင့်ဒီသုံးလုံးပေါင်းရင်9လို့ဖြစ်တဲ့နှစ်ထဲမှာရှစ်ရနေကတိပဒိနော်ရှစ်ရနေကဒီပဒိတိလို့ခံမယ်တိရပါပါဒီ6ပဒိနော်တိပဒိရဲ့အောက်က6ပဒိ965ဆိုတဲ့ကနန်းဒီဒီနှစ်ထဲမှာ ကွက်ရွှေဖြစ်နေလိုက်ထွက်မယ်။သူထွက်တော့မဲ့အချိန်မှာဗရိတ်ရှိထိတ်နေပိနေရှိကြောင်းရှိပရိရဲ့ဆောင်းမှာပဲထွက်ရမယ်။ဒီတိပရိတ်အောက်က6ပရိတ်ဒီရှိပရိရဲ့ဆောင်းမှာထွက်ရမယ်။တခြားအထောက်တွေရှိသေးတယ်။အကုန်လုံးရှုပ်ဆက်တွေခတ်ကုန်မှာဆိုလို့ဥနေကထည့်မပြတော့ဘူးနော်။အဒုတိယကမှလည်းအဲ့လိုပဲဒီကိုပြင်းရှင်းတဲ့ကစားတဲ့ဟာဒီတုံညာအုံးဖုံးဆိုတဲ့ကဏ္ဍက6ချိန်မှာအောင်ခဲ့တယ်။အောင်ခဲ့တော့အဲ့ဒီမှာကြံခဲ့တာဒီရှိပရိတ်ထိတ်နေပိနေရှိလို့ကြံခဲ့တဲ့အတွက်ဒီနေ့သေးကနော်ရှိရဲ့နှက်ခတ်ဒီတိပရိတ်တိရဲ့ပါပါဒီ6ပရိတ် ပရိတ်တိရဲ့အောက်က6ပရိတ်3 5 8ဒီဒီနေ့ထဲမှာပရိတ်ရှိရဲ့ဇောင်းပါပဲသူထွက်တယ်။ဟုတ်ပြီဒါဆိုရင်တတိယကမှာလဲကိုပြည့်ရှင်နဲ့ပတ်သက်ပြီးတော့အဲ6ချိန်မှာ6 8ခုဆိုတဲ့ကနေကသူအောင်းသွားပြီ။အောင်းသွားတော့ဒီပရိတ်ရှိအထိတ်နဲ့ပရိတ်နဲ့ရှိကြောင်းဒီနေ့ထဲမှာရှိရဲ့နက်ကတ်ဒီမှာတိပရိတ်တိရဲ့ပါပါဒီ6ပရိတ်ရွေးချယ်ကြပါမရှိဘူးဒီတစ်ခွက်ပဲရှိတယ်။တိပရိတ်ရဲ့အောက်က6ပရိတ်6နှစ်8ဆိုတဲ့ကနေကဒီနော်ဒီနေ့ထဲမှာဒီပရိတ်ရှိရဲ့ဇောင်းပါ ကြရမယ်ဆိုတော့သူ့ရဲ့အောက်မှာဗရိတ်ရှိတီလုံးဝမရှိတော့ဘူးဗရိတ်ရှိတီဒါနောက်ဆုံးပွဲပဲအဲ့တော့ဒီတိပရိတ်ရဲ့အောက်က6နှစ်ရှိဆိုတဲ့ကနေကဒီရှိပရိတ်ရဲ့ဇောင်းမှာကြမယ်ဆိုတော့ဒါဒီပွဲနောက်ဆုံးပဲပေါ့နော်အင်မတန်ချစ်စရာကောင်းတဲ့ line လေးဖြစ်တယ်ဒီ site နဲ့ပတ်သက်ပြီးဒီအကွက်ရွှေကနန်းကပေးမယ်ဆိုရင်ဒီကနန်းလေးကလုံးဝပေးနိုင်တယ်ပေါ့နော်ပထမအကမ်းမှာလည်းအဲ့လိုပဲဖြစ်စင်နေအားလုံးကိုတေလိုက်တယ်တေပြီးလာနဲ့တိပရိတ်ရဲ့အောက်က6ပရိတ်ဒီဒီရှိပရိတ်ရဲ့ဇောင်းမှာထွက်တယ်ဒုတိယအကမ်းမှာလည်းအဲ့ဒီလိုပဲဖြစ်စင်နေအားလုံးကိုတေလိုက်တယ် ဒီတိပရိရဲ့အောက်က6ပရိ3 5 8ဆိုတဲ့ကဏ္ဍဒီဒီ10ပရိရဲ့ဇောင်းမှာပဲထွက်တယ်တတိယအကမှာလည်းဖြစ်စဉ်တွေအားလုံးကိုတင်လိုက်တယ်တိပရိရဲ့အောက်က6ပရိဒီ6 2 8ဆိုတဲ့ကဏ္ဍဒီပရိ8ကလည်းဒါနောက်ဆုံးပွဲဒီနေရာလေးမှာပဲထွက်ရမှာပေါ့နော်ကဲဟုတ်ပြီအဲ့တော့ဦးနှင်းကတော့ဒီ6 2 8ကိုနေရာထိုင်ရုပ်ဒီတိုင်းပဲရေးပေးထားတယ်ကြိုက်တဲ့မိဆွေတွေကအာပြီးထိုးလိုက်ပါအာမထိုးခြင်းနဲ့မိဆွေတွေကနေရာထိုင်ကိုကိုယ့်အလင်းလက်ကိုအစင်ပြေလို့ထိုးလိုက်ပေါ့ဗျာနော်အဲ့တော့ဦးနှင်းအကြံပေးချင်တာကတော့အကွက်ရွှေစနစ်ကစားတဲ့အခါမှာ ဒီကဏ္ဍလေးတစ်ခွက်ကိုကိုကကြိုက်ပြီးဆိုရင်ဒါအာစနစ်ဆိုရင်6ခွက်ကြာမယ်အဲ့ဒီ6ခွက်ထဲမှာကိုကြိုက်တဲ့ကဏ္ဍကိုဥပမာပေါ့ဗျာ9000မိုးထိုးလိုက်တယ်ဆိုကြပါလို့အကြိုက်ဆုံးကဏ္ဍတစ်ခွက်ကိုဒါ6နှစ်8ဒီကြိုက်တယ်ဆိုရင်9000မိုးထိုးလိုက်တယ်ကြံကဏ္ဍ9ခွက်ကိုအနည်းဆုံးပေါ့900ဘူးလောက်ကတော့ရန်သိမ့်တယ်ပေါ့နော်ဒါဥနဲ့အမြင်မျိုးပြောပြတာနော်ကိုကြိုက်တဲ့နေရာထိုင်နေတဲ့ကွက်ကိုထိုးလိုက်ပေါ့ဟုတ်ပြီဒါဆိုရင်ဥနဲ့တို့အခုပြခဲ့တာအကွက်ရွှေစနစ်နဲ့ဒီမှာဒီ9ခုနှစ်ပြခဲ့ပြီ6နှစ်8ပြခဲ့ပြီဟုတ်ပြီဒါဆိုရင်ဒီကလင်နာထဲမှာပဲနောက်ထပ် စိုက်ကလေးတွေကိုဦးနိုင်ကထပ်ပြပေးမယ်နော်နောက်တစ်စိုက်ကလေးထပ်ပြပေးမယ်ဆိုဦးနိုင်တို့ကလင်နာတွေအများကြီးမတုံးတော့ဘူးပေါ့နော်ဒီထဲမှာပဲဦးနိုင်ရှင်းအောင်လေးတော့လောက်ထားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီကနေစမယ်82ပေါ့ဒီ82ခုနဲ့82ခုနဲ့ဒီနှစ်စုံတဲ့ခုနှစ်တွေကကဏ္ဍတစ်ကွက်ပေါ့နှစ်စုံတဲ့ခုနှစ်တွေကကဏ္ဍတစ်ကွက်၄၃၆ဆိုတဲ့ကနေကဒီနှစ်နှစ်ချာပြီသူ့ရဲ့မြင်းကုန်မှာဒီကနေကဒီမှာအကွက်ရွှေဖြစ်နေထွက်တယ် ထွက်တဲ့အချိန်မှာနှစ်စုံတဲ့ဂုဏ်နှစ်ထရကနန်းကငါးစုံတဲ့ဂုဏ်နှစ်ကိုအကွက်ရွှေ့ဖြစ်နေထွက်တဲ့အတွက်နှလုံးပေါင်းချင်းခွန်ပါတဲ့ကနန်းထွက်တယ်။ဒါပရမတ်တကဒုတိယ52ဂုဏ်နှစ်ထရဒီကနန်းငါးစုံတဲ့ဂုဏ်နှစ်ထရကိုထွက်တဲ့အခါမှာလည်းနှလုံးပေါင်းချင်းခွန်ပါတဲ့ကနန်းထွက်တယ်။တတိယကဒီနှစ်စုံတဲ့ဂုဏ်နှစ်ထရဒီကနန်းဒီငါးစုံတဲ့ဂုဏ်နှစ်ထရမြင်းကုန်မှာထွက်တဲ့အချိန်မှာလည်းနှလုံးပေါင်းခွန်ပါတဲ့ကနန်းထွက်လာ။ဟုတ်ပြီဒါဆိုရင်ဒီစရုပ်ထအပြတ်ပေါ့နော်။အဲ့တော့ နှစ်ဆုံးတဲ့ကုနေထည်ကဒီကနန်းဒီငါးဆုံးတဲ့ကုနေထည်ကိုထွက်မယ်ဆိုရင်နှလုံးပေါင်းချင်းခွန်ပါတဲ့ကနန်းထွက်တာနော်ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမြင်စမအကတ်မှာဒီနှစ်ဆုံးတဲ့ကုနေထည်ကနော်နှစ်ဆုံးတဲ့ကုနေထည်ကဒီကနန်းတစ်တုံညာ6ဆိုတဲ့ကနန်းဒီနှလုံးပေါင်းချင်းခွန်ပါတဲ့အတွက်ဒီနေရာလေးကိုဒါဦးနဲ့ငါထွက်ရှင်တယ်ထို့သူနောက်ပွဲမှာနှလုံးပေါင်းချင်းခွန်ပါတဲ့ကနန်းဒီတကွဒီနေရာလေးကိုထွက်ရှင်တယ်အဲ့ဂျားထဲမှာဒီဒီနှစ်ကြိမ်ရတော့မပါတော့ ောက်ဆုံးဘွဲကြဒီနေရာလေးမှာလည်းနှလုံးပေါင်းချင်းခွန်ဆိုဒါသုံးဘွဲပဲထိုးရမှာအဲ့တော့ဒီဘွဲမှာတော့နှလုံးပေါင်းချင်းခွန်ပါတဲ့ကနန်းကိုဒါ1 36ဆိုပြီးတော့ဒါဦးနိုင်ကရေးပေးထားတယ်ကြိုက်တဲ့မိတ်ဆွေတွေကအာထိုးလိုက်မကြိုက်တဲ့မိတ်ဆွေတွေကနေရာထိုင်ကိုအဆင်ပြေတယ်လို့ရေးထိုးလိုက်ပေါ့နော်ဒါက1 36နော်ဒါ9ဆုံးနဲ့9နှစ်တိုင်းမှာအကွက်ရွှေစနစ်နဲ့ကစားတာလေးကိုပြပေးတယ်ထောက်ချက်တွေပြမယ်ဆိုအများကြီးပဲနော်ကလင်နာတွေရှုပ်ကုန်မှာဆိုလို့ဦးနိုင်ရဲ့မိတ်ဆွေတွေအတက်နိုင်ဆုံးရှင်းရှင်းလင်းလင်းမြင်အောင်ဒါဦးနိုင်ကပြပေးရခြင်းဖြစ်ပါတယ်ကောင်းပြီဒါဆိုရင်နောက်ထပ်တစ်ခု နောက်တစ်ခါကျတော့ဘယ်လဲရန်လည်းကြက်နေပြီငုံရပူးလိုက်လားရက်တော့ခက်လိုက်မယ်ရက်ခက်လိုက်မယ်နော်ခဏလေးဦးနေအဲ့ကဲဟုတ်ပြီဒါဆိုရင်နောက်တစ်ခါကျတော့ဦးနေတို့ဒီမှာဒါရှစ်ဆွန်းတဲ့ကုနေတဲ့ဒီရှစ်ဆွန်းတဲ့ကုနေတဲ့ကပထမဦးဆုံးတုံးထိတ်စီးနေကနေ ဒီရှစ်စွန်းတဲ့ဂုဏ်တွေကတုံးထေးစီနဲ့ကဏ္ဍသည်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်9နှစ်မြောက်တဲမှာတုံးထေးစီနဲ့ကဏ္ဍသည်သူ့ရဲ့ဒီဘက်9နှစ်မြောက်တဲမှာထွက်တယ်နော်ဒါ88ခုနှစ်ကကဏ္ဍဒါဆိုရင်ဒီ88ပြီးတော့88ခုနှစ်ကကဏ္ဍတုံးထေးစီပြီးတော့၄ထေးစီနဲ့ကဏ္ဍလေးထိနေကဏ္ဍသည်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်9နှစ်မြောက်တဲမှာဒီမှာလာထွက်တယ်နော်သုံးထိပ်ပြီးတော့လေးထိနေကဏ္ဍဒီမှာလာထွက်တယ်ဒါဆိုရင်88ပြီးပြီဆိုတော့ဒါ98ခုနှစ်တည်းကကဏ္ဍနော်လေးထိပ်ပြီးတော့ဒါဥနဲ့ငါးထိပ်စီနေကဏ္ဍ တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်ခုနှစ်နှစ်မြောက်တယ်မှာငါးထိပ်စီးနေကနေဒီမှာလာထွက်တယ်ဟုတ်ပြီဒါဆိုရင်68ပြီးတော့2000ခုနှစ်တရားကနေငါးထိပ်စီးပြီးတော့ငါးထိပ်ပြီးတော့ဒီမှာ6ထိပ်စီးနေကနေ684ဆိုတဲ့ကနေဒီတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်ခုနှစ်နှစ်မြောက်တယ်မှာဒီမှာလာထွက်တယ်နော်ဟုတ်ပြီဒါဆို68ပြီးတော့2018ခုနှစ်တရားကနေနော်ပထမတော့က3ထိပ်စီးနေကနေဒီမှာလာထွက်တယ် ဒုတိယအကမှာ၄ထိပ်စီနဲ့ကဏ္ဍဒီမှာလာထွက်တယ်တတိယအကမှာ၅ထိပ်စီနဲ့ကဏ္ဍဒီမှာလာထွက်တယ်စတုထအကမှာ၆ထိပ်စီနဲ့ကဏ္ဍကဒီမှာလာထွက်တယ်ဟုတ်ပြီဒါဆိုရင်အခုဒါပြင်ဆင်မမြောက်ပေါ့နော်ဒီ2018ထဲကခွန်ထိပ်စီနဲ့ကဏ္ဍရွေးချယ်ရလုံးဝမရှိဘူးပေါ့နော်ဒါကွက်ပဲရှိတယ်ဦးနေနေတူတူလိုက်ကြည့်လိုက်ခွန်ထိပ်စီနဲ့ကဏ္ဍဒီခွန်၆တုံညာဆိုတဲ့ကဏ္ဍလေးတကွက်ပဲရှိတယ်သူ့အောက်မှာလည်းခွန်ထိပ်စီဒီမရှိတော့ဘူးအဲ့တော့ဒီခွန်၆တုံညာဆိုတဲ့ကဏ္ဍလေးကိုဒါဒီပွဲမှာနော်ဦးနေငါတော့ဒီလိုလေးထည့်ပေးတယ်၆တုံညာခွန်လို့ထည့်ပေးလိုက်တယ် နော်အကယ်၍ကြိုက်တဲ့မိတ်ဆွေတွေအားပြီးထိုးလိုက်ပါဒါနောက်ထပ်ဒီ639ခုနဲ့ပတ်သက်တဲ့မွေးစိုက်တွေလည်းရှိတယ်ဒါအချိန်လေးကိုငက်ွက်ပြီးတော့မပြတော့ဘူးပေါ့နော်ရေဟုတ်ပြီဒါဆိုရင်အခုဥနိုင်ပြခဲ့တာဒီမှာတစ်ခွက်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 လေးခွက်ရှိပြီနော်နောက်တစ်ခုဒီဥနိုင်ကိုအမြဲတမ်းအားပေးနေတဲ့ဥနိုင်ရဲ့အမာခံဖန်နေတဲ့ဟာကိုကြီးတွေ9ယောက်လောက်ဥနိုင်ကိုမေးကြတယ်9ပြိတ်ထဲက၈တလုံးပါတဲ့9ပြိတ်၃ည8ခုဆိုတဲ့ကဏန်းလေးအကြရှိရင်ပြပေးပါဆိုတဲ့